မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီကနေ့ဝင်များပြီးသွားမယ့်အကြောင်းအရာလေးကတော့ကျက်သွန်ဖြူပြားဤစိန်အလွယ်လုံးလေးဆိုတဲ့အကြောင်းအရာလေးကိုဘဟုတုတ္တအဖြစ်ဝင်များတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျကျက်သွန်ဖြူပြားဤစိန်အလွယ်လုံးဤပထမဦးဆုံးပလင်းလေးကိုကျက်သွန်ဖြူနွားပိသားလေးတွေကိုအစီလိုက်ထည့်ပေးပါကျက်သွန်ဖြူတွေပလင်းလေးကိုထည့်ပြီးတဲ့အခါမှာဆိုရင်တော့ပြားဤစစ်စစ်ကိုကျက်သွန်ဖြူလေးကိုလောင်းထည့်ပေးပါ ပြားရည်စစ်စစ်ကိုအသုံးပြုရမှာဖြစ်ပါတယ်။ပြားရည်တွေကိုကြက်သွန်ဖြူနဲ့ကြက်သွန်ဖြူမြုပ်သွားသည့်အထိလောင်းထည့်ပြပါ။ကြက်သွန်ဖြူမြုပ်လာသည့်အထိပြားရည်ကိုလောင်းထည့်ပါ။ပြားရည်တွေကိုကြက်သွန်လေးတွေမြုပ်လာပြီးဆိုရင်တော့ဇွန်ခရင်လေးနဲ့မှွေပေးပါဟိုစွားဒီစွားလုံးပေးပါဗျ။ပြားရည်အမှန်တကယ်စစ်တယ်ဆိုလို့ရှိရင်တော့ကြက်သွန်ဖြူလေးတွေက အပေါ်ကို ကြွတက်လာမှာပဲဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ပြားရည်ရဲ့ကိုချက်သွန်ဖြူလေးတွေမြုပ်လာတဲ့အထိဝေပေးပါကျွန်တော်ကတော့ဟိုဆွားဒီဆွားနဲ့လုပ်နေပါတယ်ပထမဆုံးတစ်ခုကိုမြင်းစားမှာပဲဖြစ်ပါတယ်ချက်သွန်ဖြူပြားရည်စင်ဘလောက်အရသာရှင်လင်းဆိုတာကိုမြင်းစားမှာပဲဖြစ်ပါတယ်အိုး အရသာရှိနေတာဗျာကျမ်းမာရင်းနဲ့အမှန်တကယ်ညီညွတ်ပါရင်ဗျကျမ်းမာရင်းရဲ့အတွက်အကျွတ်တုံးချင်တဲ့ပြားရင်စင်ကိုနေ့တိုင်းစားတော့ပေးပါဗျယခုလိုကျွန်တော်လုတ်ပြထားသလိုကျွတ်တုံးပြင်တဲ့ပြားရင်စင်ကိုပလင်းထဲမှာထည့်ထားပြီးမိမိစားခြင်းတဲ့အခါမှာအလွဲတစ်ခု စားတော့နိုင်ပါတယ်ပြားရင်နဲ့ကျွတ်တုံးချူကိုနေလန့်ပြီးနေနဲ့ချက်ရင်လေးရပါတယ်နော်ရေခဲတစ်တာထဲမှာထည့်ထားမယ်ဆိုရင်လေးရပါတယ် မိမိစားခြင်းနဲ့အခါမှသာထုံယူစားတော့ပါချက်သွင်းဖြူနဲ့ပြားရည်စင်ကကျန်းမာရေးအတွက်များစွာအထောက်အကူဖြစ်တယ်မလို့လှူစားဖို့အကြံပေးပါရဲ့ဗျကျွန်တော်ကတော့အခုချက်သွင်းဖြူနဲ့ပြားရည်စင်ကိုစားနေတာပဲဖြစ်ပါတယ်အရှမ်းလေးရတာရှိပါတယ်ကျန်းမာရေးနဲ့လည်းအရှမ်းညင်ညွတ်ပါတယ်နော်လှူစားဖို့လည်းအကြံပေးပါရဲ့ဗျကဲကျွန်တော်ရဲ့ချက်တုံချူပြားရင်စိန်လေးကတော့ဒီနေရာမှာပဲအဆုံးသတ်ပါတော့မယ် ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါရယ်ဗျကျက်သွန်ဖြူပြည့်စေလှူစားဖို့တိုက်တွန်းအပ်ပါရယ်ဗျကျမ်းမာရေးအတွက်အရန်ကောင်းမွန်တာမလို့ကျက်သွန်ဖြူနဲ့ပြည့်စင်ကိုလှူစားကြပါနော်